တို့ညာ YouTube Channel ကိုဝင်ရန်အားပေးနားဆင်နေကြသူများအားလုံးကို မင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဇရာအောင်လင်းဤဗေဒာနဲ့မောက်မမငိမ့်ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းကိုနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ဗေရာသည်ကားပေါ်တွင်မှီ၍လှဲ့နေလိုက်သည်အချင်းတော်လည်းအိပ်၍မရာအပူရှင်ကြောင့်တကောလုံးနှုံး၍နေသည်ခုရက်တွင်ငိမ့်နှင့်မတွေ့လိုတော်လည်းမရှောင်သာတော့သည်တဏီကုံငိမ့်မမေသွားလို့ရာသို့ကားဖြင့်လိုက်ပို့ပေးနေရသည်ငိမ့်ကသူ့မေမေနှင့်အဖော်လိုက်၍လာသည်ဒီတော့လေငိမ့်နဲ့မျက်နှာချင်းမဆိုင်ခင်ပဲဆိုင်နေရသည်။ကားမောင်းနေစဉ်ရှေ့မှန်ထဲမှငိမ့်ဤမျက်နှာကိုမြင်နေရသည်။ ်ငိမ့်ဤမျက်နှာတွင်ဝန်းနေခြင်းအယိတ်အယောင်တန်းလျက်ရှိသည်ဗေဒာသည်ငိမ့်ကိုကြာကြာမကြည့်ရဲ့ကြီးမျက်လုံးချင်းဆိုင်မီတိုင်းလွှဲ၍ပြစ်လိုက်သည်တခါတည်းရန်သူ့စိတ်ကိုပြောင်းသွားရန်ကားကိုအမြန်မောင်းနေမိသည်ဒီတော့လည်းငိမ့်ကလူကြီးတန်းဖြင့်သူ့ကိုသတိပေးလိုက်သည်ပြီးတော့ရင်မိမိကကြောက်တတ်ပါလေဖြည်းဖြည်းများမုန်းစမ်းပါသူ့အရင်မလိုဘူးကဘာကြီးရောက်ပြီးရင်ပြန်ကြမှာပဲငိမ့်ကသတိပေးလိုက်သည့်တိုင်အောင်ဗေဒာက ကားကိုအရှိန်မလျှော်သေးပဲဆက်၍မောင်းနေရသည်ဒီတော့လေငင်းကဆက်၍မပြောတော့ချေသူဆက်ပြောနေလျင်ပို၍အရွက်တိုက်မြေကိုသူရိတ်မိလိုက်သည်ငင်းကဘာမျှဆက်၍မပြောတော့မှလဲဘေရာကဆက်အရှိန်ကိုလျှော့လိုက်သည်ငင်းမေမေကမူဘေရာနှင့်ငင်းတို့အဖြစ်ကိုဘာမျှတိပုံမရသေးတစ်ချက်တစ်ချက်ဝင်၍နောက်တက်သေးသည်ပီရာမောင်းတာစီးရတာငါတော့ကုသိုလ်ရတယ်ဟေအမြဲတမ်းဖះတနေရတာပဲ သိချပါជីကြီးရဲ့လမ်းရှင်းတို့မောင်းတာပါတပါးအေးရောက်ရင်ညင်းတို့တာမီကဖရာဖူးနေစဉ်မေရာကကားဘော်တွင်အသာလဲ၍မှိနေလိုက်သည်တပါးအေးစီရီသည်နေရောင်ပြင်တဖိတ်ဖိတ်ဝင်လဲ၍နေသည်တစ်ချက်တစ်ချက်တိုက်ခတ်လာသောလေညင်းကလေးသည်မေရာ၏ရင်ကိုအေးမြစေသည်တရွေချောင်းနှံကလေးများကိုလည်းတစ်ခါတစ်ခါရှူရှိုက်လိုက်ရသည်မေရာသည်ကျေပြန်သောမြေပြင်နှင့်ကြီးလင်းပြလဲသောကောင်းငင်ကြီးကိုငေးမြော်၍ကြည့်နေမိသည် ။ညကအိမ်မရသဖြင့်မျက်လုံးများက စင်း၍လာလေသည်။တစ်ချက်တစ်ချက်ဝေယံလိုက်သော လေပြေကလေးကြောင့်လန်းဆန်းလာသလိုရှိတော်လဲနေမင်း၏အပူရှင်သည်သူ့တကောလုံးကိုနွမ်းနယ်စေတော့သည်။ငင်းတို့ပြန်ရောက်လာတော့ခါဗေဒာသည်ကားပေါ်တွင်နှိမ့်နှိမ့်ချာချာအိပ်ပျော်လျက်ရှိနေတော့သည်ငင်းကဗေဒာဤသပင်ကလေးများကိုအသာတက်၍နှုတ်လိုက်သည်ပြန်ရောက်ရအောင်ဗေဒာကြီးငါမောင်လေးတော်တော်ပင်ပန်းနေပြီထင်ပါရဲ့ငင်းဤအတန်းမှာနှူးညံ့ပြောပြောင်းလာသည် ကရုဏာတန်လည်းအပြိတ်ပါသည်ဘေရာကငြင်းကုန်မကြည်ပဲသူ့နေရာသို့ပြန်ရွှေ့ထိုင်လိုက်သည်ပင်မန်းလေလိုသဘောမထားပါနဲ့သားရဲ့ကုသိုလ်ရပါတယ်သာဓုပါတော်သာဓုသာဓုပင်မန်းလို့မဟုတ်ပါဘူးကြီးကြီးရဲ့ညကအေးပြက်လို့ပါငြင်းမိမိကိုပြောသလိုနဲ့ဘေရာကငြင်းသိအောင်တမင်ပြောလိုက်ခြင်းဖြစ်သည်ငြင်းကဘေရာကိုလှမ်း၍ကြည့်လိုက်ရင်စကားလွှဲ၍ပြောလိုက်သည် ငါမောင်ကစာရီတော်တော်ကျူးစားနေပြီတင်နေဒါကြောင့်အေးပြက်တာမဟုတ်လားစာကြည့်လို့အေးပြက်တာမဟုတ်ပါဘူးစိတ်ညစ်လို့ထီထန်းသမောစိတ်မှာသွားပြီးထိုင်းနေတာနှစ်နာရီထို့မှအိမ်မြန်ရောက်တယ်ညင်ဤမျက်နှာကလေးသည်ညှို့၍သွားလေသည်မှန်တယ်မမြင်ရသောညင်ဤမျက်နှာကလေးသည်အရေးလဲ၍လာသည်ဟုပင်ထင်ရသည်ဝေရာသည်ရှေ့မှတရရိပ်ပြင်းနေသော ကားတစ်စီးကိုလှမ်း၍ကြည်လိုက်ရင်စက်အရှိန်ကိုမြင့်၍မောင်းလိုက်သည်တခဏနှင့်ပင်သူ့ကားကလေးသည်ရှေ့ကနှစ်စီးသုံးစီးကိုကျော်၍တက်သွားတော့သည် ခုဒီချိန်တွင်ငိမ့်သည်ဘေရကိုဗာမြမပြောတော့ချေသူ၏နှုတ်ခမ်းကလေးကိုသာခတ်တင်းတင်းကိုက်၍ထားလိုက်မိသည်အိမ်ရှိသို့ကားထိုးရက်လိုက်မှပင်ငိမ့်မှတက်ပြင်းချလိုက်မိတော့သည်ဘေရကသူ့လက်ထက်မှကားတော့ကိုငိမ့်စီသို့လှမ်း၍ပေးလိုက်သည်ငိမ့်ကတော့ကိုမယူသေးပဲဘေရကိုသာစိုက်၍ကြည်နေမိသည်ဟဲ့ပြန်တော့မလားရင်းနှီးလေးပါလေတော့ပါအောင်လားငိမ့်မေမေကအပေါ်ဝါမှပြန်လှည့်၍ခေါ်လိုက်သည်ဘေရကပြန်၍မပြောနိုင်ခင်ငိမ့်ကကြားဖြတ်၍ဝင်လိုက်သည် ။သမီးเจ้าကိုခဏသွားဟုံးမယ်မိမိ။အဆောင်ကတငယ်ချင်းတွေစီမှာစာအုပ်သွားယူခြင်းလို့။အေးအေးဒါဖြင့်လေတိတ်မိုးချုပ်နေမယ်။မြန်မြန်သွားကြ။မိသားဒီပါဇက်အဟောင်းသားနဲ့ငင်းကိုငေး၍ကြည်နေမိသည်။ငင်းကသူ့ဆုံးဖြတ်ချက်နဲ့သူကားပေါ်သို့တက်ထိုင်လိုက်သည်။ဒီတော့လေဗေရာမဘာမြမတက်တာတော့ချေကာရှေကန်းတို့ဝင်၍ထိုင်လိုက်ပြီးမောင်းထွက်ခဲ့ရပြန်တော့သည်ရေလမ်းမကြီးပေါ်တွင်ကားကလေးသည်တရိပ်ရိပ်ပြင်းနေလျော့သည်တလန်လုံးတယောက်နဲ့တယောက်ဘာမြမပြောကြ ဆက်ရှိန်သည်တစတဲ့တစမြန်၍လာတော်လဲမြန်သည်ဟုမထင်နှစ်ယောက်စလုံးဤစိတ်ကလှုပ်ရှားနေသည်ဖြင့်ကားပြေးနေသည်ကိုပြေးနေသည်ဟုမထင်မိတော့ချေမာလာဆောင်နာသို့ရောက်လာတော့ကဘေရာကကားကိုအချိန်လျှော့၍ပေးလိုက်သည်ဘေးဆောင်သွားမှလဲပေးဆောင်မှမသွားဘူးကံဘက်ကမောင်းမင်းကိုပြောစရာရှိလို့တမင်ခေါ်လာတာဘေရာသည်ကားကိုကံဘက်စီသို့မောင်းလိုက်သည်ညင်ဤအတန်သည်အမိန်ပေးတဲ့ကဲ့သို့ပြတ်သားလာသည်ထို့ကြောင့်လဲဘေရာက မလွန်ဆန်နိုင်သဖြင့်ငိမ့်ပြောသည့်အတိုင်းကံဘေးတစ်ပင်ရိတ်တွင်ကားကိုထိုးရက်လိုက်သည်ငိမ့်ကကားပေါ်မှပေါ်ပစွာဆင်းလိုက်သည်တန်ရည်ပြင်မှဖြတ်၍တက်ခတ်လာသောညင်လီအေးကလေးကြောင့်ငိမ့်ဤမျက်နှာကလေးသည်ကြည်လင်လန်းဆန်း၍လာသလိုထင်ရသည်ဆန်သူကလေးများသည်လှုပ်ရှားလူလွန်၍လာလေသည်ဘေရာသည်တောလက်စဆဲလိုက်တော်ကိုမင်းကြီး၍ဖွာလိုက်ရင်တန်ရည်ပြင်ကိုငေးကြည့်နေတော့သည်လေကားကလေးများကငွေပြန်ပြူကလေးများကဲ့သို့စိတ်လေသောကံရည်ပြင်ပေါ်တွင်ပြေးလွှားနေကြသည် မမငင်းကိုမင်းစိတ်ကောက်နေတယ်မဟုတ်လားငင်းကဗေရာကိုမကြည့်ပဲသူဤနှက်မောင်ရှိလျားသောဇပင်များကိုရစ်နေခြင်းမေးလိုက်သည်ကျွန်တော်စိတ်မကောက်တတ်ပါဘူးဝမ်းနေတာတခုပဲငူများငူသေးတလားငါမောင်ရဲ့ငင်းကတန်းချောင်ကလေးဖြင့်ရေလိုက်ရင်ဗေရာကိုကလေးကဲ့သို့ပြောနေပြန်သည်ငူတော့ငူကျင်သားပဲမျက်ရည်ကမထွက်လို့ငင်းသည်ဗေရာကိုပြုံး၍စိုက်ကြည့်နေတော့သည်ဗေရာဤကလေးဆန်းဆန်းပြောလိုက်ပုံကိုလည်းငင်းကကြေနပ်နေဟန်ရှိသည်မင်းတို့ခြားတိတွေဟာဒီလိုပဲ ဘာဖြစ်ဖြစ်ဘယ်သူထိုးစိမ့်နေလှုပ်ရှင်ကြတာကိုနောက်တော့သိလာလိမ့်မယ်အခုတော့ချစ်တယ်ဆိုတာတခုတည်းမင်းတို့နားလည်မယ်တခြားဘာမှတွေးရမှန်းသိမှာမဟုတ်ဘူးဧဝရတ်တောင်ထိပ်သွားမလားရေရှားတဲ့တဲခံရတဲ့ကိုသွားရမလားဆိုတဲ့တခြင်းလေးကလို့ပေါ့အမှန်တော့ဒါတွေဟာစိတ်ကူးရင်နာပါပေးတာရဲ့စိုင်းဆရာကအချစ်ကိုပေါ်လွင်အောင်တင်စားရေးတာပါတကယ့်ဘဝမှာချစ်တယ်ဆိုပေမဲ့ရွှေဘုံဘောကဆင်းပြီးတဲအိုပြက်မှာနေရတဲ့လူရှားပါတယ်မတက်တာလို့စွန့်စားတယ်ဆိုတာတော့ရှိတာပေါ့ ညင်ရတမတင်ငင်လာသည်ဆ iam တယောက်ကအကြောင်းသားငယ်တယောက်ကိုဆုံးမနေသည်နှင့်လဲတူလာသည်မေရာသည်တစ်ချက်မြတ်မဲ့ပြုံးပြုံးလိုက်သည်တကယ်ဆိုတော့အချစ်ဆိုတာစိတ်ကူးရင်တသက်မဟုတ်ဘူးပြီလားကျွန်တော်နားလဲပါတယ်ချစ်မြတ်တာအချစ်ဆိုတာဘယ်လိုအရာလဲဆိုတာကျွန်တော်သိပါပြီဘေရာကဝုံကြွားကြွားပြောလိုက်သဖြင့်ညီမသူ့စကားကိုသူမဆက်နိုင်ပဲပါဇက်အဟောင်းသားဖြင့်ဘေရာကိုကြောင်၍ကြည့်နေမိသည်အတန်ကြာမှမပွန့်တမွန့်ပြန်၍မေးလိုက်သည်စူဇမ်းမအောင် ။ဘာလို့များနားလေလို့လဲ။မေရာကပညာရှိလူကြီးတယောက်လိုတချမ်းများမျက်မှန်ကိုယ်၍စဉ်းစားလိုက်ပြီးလျင်ရဲရဲရင်ရင်ပြန်၍ဖြေလိုက်သည်။အချစ်ဆိုတာစိတ်ဆန္ဒတကူထဲမှာတတိအရှိဆုံးအရေးရင်ဆုံးအချစ်ဝိညာဉ်ရဲ့အရှင်သခင်မှဆိုလဲဟုတ်တယ်။မှောင်မိုက်နေတဲ့လူဘဝကိုအလင်းရောင်ပေးတဲ့လာမင်းကြီးဆိုလဲမမှားဘူး။လူယုံကြည်ချက်အတွေ့ပဲ့ကံသူဆိုလဲမှန်တယ်။နှလုံးသားပြင်ရဲ့စစ်သူကြီးဆိုလဲဟုတ်တယ်။အုံနောက်ရဲ့ ကဲတော်ပါတော့ပေးတာရဲ့ငါနာညီလွန်းလို့နင်ဒီစကားတွေဘယ်ကတက်လာသလဲယင်ဒီစကားတွေပြောတတ်အောင် ကျွန်တော်ကိုသင်ပေးတဲ့ဆရာမကမမညင်းပဲမမညင်းဟာကျွန်တော်ကိုစာမွေးပွဲအောင်ဖို့အတွက်လာစာသင်ပေးတာမဟုတ်ပါဘူးအချစ်ကြောင့်ကိုနားလည်အောင်လဲသင်ပေးတယ်ပြီးတော့အချစ်ရဲ့ဒုက္ခဟာဘယ်လောက်တောင်ကြီးမားတယ်ဆိုတာကိုလည်းနားလည်အောင်သင်ခန်းစာပေးတဲ့ဆရာမကြီးတယောက်ပါပဲညင်းဒီမေရာကိုဗာမြပြန်၍မချေနိုင်တော့အောင်ရှိတော့သည်တပြင်းကိုမှုတ်တော်ရင်စိတ်ပြတ်တမ်းဖြင့်ညှိလိုက်မိတော့သည် ဟွန်းခက်တယ်ဗျာမင်းတို့ရွယ်တွေဟာအတော်ကိုပြောရခက်တယ်ကိုဖြစ်ချင်တာတော့ပဲတိတာပဲတခြားဘာမှမတွေးတတ်ဘူးတွေးလည်းမတွေးကြဘူးကိုလိုတာတော့ပဲကိုတွေးကြတာပဲနေပါဦးကျွန်တော်မသိလို့မေးပါရစေလူတွေဟာကိုလိုချင်တာကိုမတွေးဘဲသူများလိုချင်တာတွေလိုက်ပြီးတွေးနေရမလားညင်းဒီမေရာဤအမေကိုရုတ်တရက်မဖြစ်နိုင်သေးပဲငေး၍နေမိတော့သည်ဝိဒါကလက်ချမ်းမဆဲလေးကိုမင်းကြီးမီပြူရမမညီသေးပဲငင်းကိုစိုက်ကြည့်နေသည် ကုလူကျင်တာတခုတည်းကိုသာတွေးတဲ့တဲ့လူဟာတကူကောင်းသမားပဲတို့တော့တို့လူကျင်တာကိုလွတ်လွတ်လပ်လပ်မတွေးခဲ့ရပါဘူးသူများတွေပါလိုက်ပြီးငဲ့နေရတာပဲဘေရာဒီတစ်ချက်မြပြောင်းလိုက်ရင်ဆဲလေကိုမင်းကြီး၍ဖွာလိုက်သည်ဘေရာဤအပြောင်းသည်ငိမ့်စိတ်ကိုဆွာပေးသလိုရှိတော်သည်လောကကြီးမှာကိုလူတာကိုကိုမတွေးဘူးဆိုတဲ့သူတွေဟာစကားလှလှနဲ့ညာနေကြတာအမှန်ကအဲ့ဒီလူတွေဟာလောဘအကြီးဆုံးလူကျင်မမောအကြီးတဲ့လူတွေပဲမိင့ကိုဒီလူမတရားမဆွစင်းနဲ့ လောကမှာငါဟာရောင်ရင်းနိုင်တဲ့မိမတစ်ယောက်ငါသာလောဘကြီးရင်အခုလိုမနေဘူးသိလားကျွန်တော်တော့မယုံဘူးမမကြီးမှာလိုချင်တာတွေများနေတယ်ဖြစ်ချင်တာတွေလည်းများနေတယ်မိသားစီပြောပြောဆိုဆိုပင်ကရှေပိုင်းစီတို့ထွက်သွားပြီလင်ညီကြီးဘော်တွင်ထိုင်ချလိုက်ပြီငင်းကဘေရနာမလိုက်လာပြီလင်မိသားဤပကုံးကလေးကိုခတ်ကြမ်းကြမ်းဆွဲလဲ၍မကြေမနက်မေးလိုက်ပြန်သည်ပြောစမ်းပြောစမ်းငါကဘာလို့များလိုချင်နေလို့လဲဘာလို့များဖြစ်ချင်လို့လဲဘေရာဒီငင်းကအတန်းကြမ်းများစိုက်ကြည့်နေပြီလင် ရင်ဤပကုံတစ်ဖက်အစုံကိုဆုတ်ကင်လိုက်သည်လောကကြီးမှာခမားခမားချစ်တဲ့သူကိုလည်းလိုချင်တယ်မိမကောင်းကြီးလည်းဖြစ်ချင်တယ်တင်းတင်းတဲတဲဂုံစရတ်နဲ့လည်းနေချင်တယ်ရှင်းရှင်းကဗျာခမားကျွန်တော်ကိုချစ်တယ်ဒါပေမဲ့ယူဖို့ဆိုတော့ခက်နေတယ်အဲ့ဒီတော့ကျွန်တော်ဟာခမားယူလို့ရအောင်မက်ထရစ်ကနေ BA အထိအောင်ကြိုးစားရမယ်ဒါမှခမားကျွန်တော်လည်းယူနိုင်မယ်ခမားကုံကိုလည်းခမားဆယ်နိုင်မယ်ဒါဟာဘာဖြစ်လို့လဲကျွန်တော်ကိုစေတနာထားတာတက်တက်လားခမားအတွက်လားရှင်းနေတာပဲလေ အဖြေကတော့ခမမိမကောင်ကြီးတိတ်လှုပ်ချင်နေတယ်။ကိုချစ်တဲ့သူလည်းရအောင်ယူမယ်။ကို့မိဘနဲ့ပတ်ဝန်းကျင်ကလည်းသဘောတူရမယ်။ဒါမှခမကိုလူအများကတိတ်တော်တယ်၊တိတ်လိမ်ပါတယ်လို့ချီးမွမ်းကြမှာကိုကျွန်တော်တို့ဂျဘိုးတယောက်ကိုချစ်ပြီးဒီလိုချီးကျူးကြမှုတွေလည်းခမကလိုချင်သေးတာပဲ။မင်းဒီလိုပြောရင်ဒါမှမရင်တော်လို့မဆုံးဘူး။ငါစီရနာကမင်းထင်တယ်လို့လည်းမဟုတ်ပါဘူး။မိမကောင်လည်းဖြစ်ချင်လာလို့မဟုတ်ပါဘူး။ဒါပေမဲ့ငါ့အတွက်ဘယ်သူမှဒုက္ခမရောက်စေချင်ဘူးဒုက္ခခံရင်ခံရင်မမပဲခံရင်လေစိရနာအမှန်ပဲ ဒီစီရနာလာမရင်ခုမင်းမယုံသေးပေမဲ့ဒီနေ့ယုံလာရမှာပေါ့ငိမ့်ကငိုတံကလေးဖြင့်တုံတုံရင်ရင်ပြောလိုက်ပြန်တော့လဲမေရာဤရင်တွင်ကရုဏာလိုင်းများသည်တလုံးပြေတလုံးရိုက်ခတ်လာတော့သည်ဒီတော့လဲမေရာသည်မမငိမ့်ဤမျက်နှာကိုမကြည့်ရနိုင်အောင်ရှိတော့သည်ငိမ့်ဤရင်ဝင်တွင်သို့ခေါင်းမြုပ်ရင်ဝမ်ပန်တနေတောင်းပန်လိုက်ရှာသည်ကျွန်တော်ဘာတွေပြောမိမှမသိပါဘူးမမငိမ့်ရဲ့ကျွန်တော်ကိုခွန့်လွတ်ပါကျွန်တော်ရင်ထဲမှာမချင်မရဲ့ဖြစ်လွန်းလို့ပြောမိတာပါအမှန်တော့ မမကြီးကိုကျွန်တော်စော်ကားတာမဟုတ်ပါဘူးကျွန်တော်ဘဝမှာဖြစ်ချင်တာတွေတခုမှမဖြစ်ရတော့အလိုလိုဒေါသကြီးနေတတ်တာရန်သူလည်းမရှာမတွေ့ပါဘူးတခါတလေတယောက်တည်းစိတ်လိုနေတတ်တယ်ဗျာငိမ့်ဒီဘေရာအိနဖူးပြင်တွင် ကြာနေသောဆံများကိုတတ်ရင်ခေါင်းကိုဆွဲ၍မော့လိုက်သည်အာငယ်စိတ်ကြောင့်လားမသိဘေရာမျက်လုံးများသည်ခါတိုင်းလိုတောက်ပါခြင်းမရှိမိမ့်မိန်လျက်ရှိလေသည်ငြိမ်ဤမျက်လုံးများကညအယောင်ကဲ့သို့ကရုဏာမြတ်တာအခုအည်များရှင်းလဲ၍နေတော့သည် မိငုံများမမကပေတွန်းကဆိတ်ဆိုးခဲ့ဘူးလို့လည်းပြောတာမိရဲ့ဒေါသတွေဟာတကယ်တော့မမကိုချစ်လို့ပေါ်လာရတဲ့ဒေါသပဲဆိုတာမမနားလည်ထားလို့ခွန့်လွတ်ပါတယ်မမကြောင့်မင်းအခုလိုဖြစ်ရတယ်ဆိုတာတွေ့တိုင်းရင်ထဲမှာမကောင်းဘူးငါမောင်ကိုတနာတယ်ရင်တွေလာလာအောင်တနာတယ်ညင်းနေဆက်ပြောမည်စကားကောင်မပြောနိုင်တော့ပဲရက်ပြစ်လိုက်တော့သည်မေရာဤမေယောများသည်ကြမ်းတမ်းလာသည်အမှန်တော့လေချစ်လျင်နှင့်အစင်မပြေသောဘဝတွင်အဖြစ်ကိုရှာမတွေ့ပြန်တော့လေယခုလိုပင်나ကြီးကြေခွဲခြင်းများဖြင့်သာ တဝဲလဲလဲနင်မွင်း၍နေရတော့သည်ဘေဒာသည်ညင်းဤလက်ဘဝနုနုကလေးကိုသူ့ပါးဖြင့်ကတ်ထားလိုက်သည်ကျွန်တော်ဘဝဟာဘယ်ဘက်ကမှမရေရာဘူးမမရဲ့ရှီကြီးကိုတွေးကြည့်ရင်ဘယ်ဘက်ကမှမရေရာဘူးညှော်လင့်ချက်မရှိဘူးနေရေးထိုင်ရင်လည်းမရေရာဘူးဗျာပညာရေးလည်းမရေရာဘူးကြီးပွားချမ်းသာရေးဆိုတာတွေးတော့မတွေးရပါဘူးဗျာဒီအထက်အချီရေးကလာပြီးဒုက္ခပေးသေးတယ်ဗျာ ဒါလို့လေအမငယ်ပါလေငါမောင်ရင်လူဆိုတာဤမှန်းချက်မရောက်ခင်ဒုက္ခမျိုးမျိုးတွေ့ရတာပဲဒီဒုက္ခတွေကြော်လွန်နိုင်တဲ့တနေ့ကြီးဝါရမှာပေါ့ငင်းကအခုလိုအားပေးလိုက်ပြန်တော့လဲဘေရမျက်နှာကလေးဒီခဏနဲ့လမ်း၍လာ၄ဒီဇောဇာကမိမေနေသောမျက်လုံးကလေးများဒီလဲအယောင်တောက်၍လာ၄ဒီဘေရာဒီငင်းဤတကောလုံးကိုအာဘာတရတိမ်ကျုံဖတ်ထားလိုက်မိတော့သည်ဘေရာဤမှောင်မဲ့သောဘဝလမ်းကြီးတွင်ငင်းဒီတောက်ပါသောကျယ်ဝင်းပင်ဖြစ်သည်မဟုတ်လော မြသည်တို့အိမ်နာတို့ရောက်လင်းဗေဒာသည်အိတ်ထဲမှမျက်မှန်နက်ကိုထုတ်၍တက်လိုက်သည်ခေါင်းတွင်ဆောင်းထားသောအဝတ်အထည်ကိုလည်းအောက်သို့ဆွဲချလိုက်သည်မိစဉ်ပေးရန်အလို့ရှိ၍သာဒီလန်းတို့လာခဲ့သည်အမှန်တော့ဗေဒာသည်မြသည်တို့နေသည့်အိမ်နာကိုပင် ဖြတ်၍မသွားလိုချေမြသည်မျက်နာကိုလည်းမကြည့်လိုမြသည်နှင့်လည်းမတွေ့လိုမြသည်အကြောင်းစဉ်းစားမိလျင်အလိုလိုရင်းလဲကနားလာသည်ယွန်းလဲယွန်းလာသည်မုံလဲမုံသည်ကနေ့မနေ့စောစောကပင် ကြည်မြန်တိုင်းရှိ ပုံနဲ့တိုက်တိုင်းမှမိသွေပေးရန်နဲ့မော်တာထိုင်ပေးရန်လာငါသည်ပုံနဲ့တဲ့နာမည်ကိုမေးလိုက်ကြတဲ့အခါပင်လိုက်လို့စိတ်မရှိတော့ချေမလိုက်လို့ကလည်းမဖြစ်လာငါသူများကသူ့ကိုသိ၍လာငါခြင်းမဟုတ်လမ်းမကျော်မြင့်ဤထောက်ခံတိုက်တွင်းကြကြောင့်လာငါခြင်းဖြစ်သည်တို့ကြောင့်လည်းနောက်ဆုံးမညင်သာပဲလိုက်ခဲ့ရတော့သည်အလားတုံးကတော့အလုရှင်ကားနဲ့လိုက်ခဲ့ရသဖြင့်တော်သေးသည်အပြန်တော့တယောက်တည်းခြေချင်းပြန်ရသည်တခြားလမ်းမကကွေသွားလင်လဲဖြစ်သည်ဒီလိုတော့လည်းမသွားလို့ တတိနေရာကြာလွင်းသည်ဟုသူကိုယ်သူတွေးနေပြန်သည်ကို့အလုရှိလို့လာတာပဲသူကိုယ်ကူးဆိုင်စာမလိုပါဘူးကွာဘေရာဒီပုံနေတိုင်းမှာအလုပ်ပြည့်၍အထွက်တွင်ဘယ်လန်းသွားရမည်ကိုဝေခွဲမရအောင်ရှိတော့သည်ဘယ်ဘက်အောက်လန်းသွားလျင်မြတိတို့အင်ရှိတို့ဖြတ်ရမည်အစ၌ခြေထုံချထုံဖြစ်နေသေးတော်လဲနောက်ဆုံး၌သူကိုယ်သူအာတင်း၍သွားရမည်လမ်းမှန်တိုင်းလျှောက်သွားသည် ်မြသည်တို့အင်ရှိတို့ရာသောအခါရှက်သလိုဖြစ်လာသည်ထို့ကြောင့်မြက်မှန်နှက်ကိုတက်လိုက်ပြီလင်အုတ်ထုတ်ကိုမြက်ကုံးအထိအုံမိအောင်ဆွဲချလိုက်သည်မြသည်တို့အင်ကိုလွင်လာသောအခါဗေဒရင်ထဲ၌အလိုလိုပေါ်ပါလာသည်သို့ခတ်သွက်သွက်လျှောက်လာရမှ နောက်ကခေါ်တန်ကြောင့်ဗေဒဤခြေလမ်းများသည်အလိုလိုတုံ့ရိပ်သွားသည်ဗေဒာဤတကောလုံးအကျော်များဖြင့်ဆိုင်းသွားသည်ဟုထင်လိုက်မိသည်ဗေဒာသည်ဆုံးဖြတ်ချက်တစ်ခုကိုချက်ချင်းဆုံးဖြတ်လိုက်ပြီးလျှင်ဆက်၍ရှောင်မြဲရှောက်လာပြန်သည်ပြီးတော့ ခုတစ်ကြိမ်တွင်ဗေဒာသည်ရှေ့ဆက်၍မလျှောက်နိုင်တော့အောင်ရှိတော်သည်ပထမအကြိမ်ခေါ်တန်ကြားလိုက်ကြတဲ့အခါပင်မြသည်အတန်မှန်သိသည်သို့သောမတွေ့လို၍ဓမ္မနကဆက်လျှောက်ခဲ့ခြင်းဖြစ်သည်ခုတစ်ကြိမ်တွင်မြသည်ဤခေါ်တန်သည်ဗေဒစိတ်ကိုလွမ်းမိုးနေသောတတိများပါသည်မြသည်ခေါ်တန်တွင် အာနာမပါတို့ရှုတောင်းပန်သောအတန်သာအပြည့်ပါသည် မရတရအငယ်တန်လည်းပါသည်ဗေဒာသည်မလုံမရှက်ရနေရမှနောက်သို့တဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည် မြသည်သည်သူ့လက်ကလေးနှစ်ဖက်ကိုရှက်ထားလိုက်ပြီးလျင်သူ့ကိုမျက်စိတငယ်ဖြင့်တနာစပွဲကြည့်နေသည်ဗေဒာသည် မျက်မှန်ကိုချွတ်လိုက်ပြီးလျင်မြသည်ကိုအံ့ဩငိမ့်မို၍ကြည့်နေမိသည်တယောက်နဲ့တယောက်စကားမပြောကြတော့လဲနှလုံးသားများကစကားပြောခြင်းတွေကြောင့်တသက်ပြလျက်ရှိသည်မြသည်နှုတ်ခမ်းပါနေနေကလေးသည်ဖြူယော်နေတော့သည်မျက်လုံးများမှလည်းခါတိုင်းလိုမာနရောင်ဖြင့်တောက်ပြောင်ခြင်းမရှိတော့ချေမြသည်ကို ကြည့်နေရင်ဗေဒာကဘာပြောခြင်းလို့လဲမြသည် ခုမေလိုစိမ်များပေါ်လာတော့လဲပါဇက်ကမထွက်ရင်ထဲတွင်ကြရရွေ့နေတော့သည်တို့အင်ကိုမဝင်တော့မူလားပေတာပေတာသည်ဘာကိုပြန်ဖြေရမှမသိ၍မဖြေပဲငေးမြဲငေးနေမိသည်ညလေကမူနှုတ်ခမ်းကလေးတပြင်းပြင်းဖြင့်စကားပြောရန်အာယူနေပြန်သည်အင်းရှိကပုံလေးတိုင်မှနေမိတွင်နေတာငါမြင်တာဒါကြောင့်ငါမင်းကိုတမင်ထိုင်ပြီးစောင့်နေတာနင်ထွက်လာရင်ခုံမလို့နင်ငါကိုစိတ်ဆုနေတယ်ဆိုတာငါသိပါတယ်ဒါပေမဲ့တို့အင်ကိုတော့ဝင်ပါအောင်ဟဲ့ခဏဖြစ်ဖြစ်ပေါ့ အမေကလည်းနှင်းကိုခဏခဏမေးပါတယ်။ငါကသာကြည်ကောင်းအောင်လှည့်ပြောထားရတယ်။ကဲလာပါဟင်။မေရာသည်မငင်သာတော့ချီညသည်ခေါ်ရသို့နောက်မှပါသွားမိသည်။အိမ်သို့ဝင်လင်ဝင်ချင်းညသည်မေဒေါခင်တန်းကစီး၍ရန်တွေ့တော့သည်။ဟေ့ကောင်းလေးတို့အိမ်ပေါ်မလာတာကြာလာပါပြီ။ဘာဖြစ်နေလို့လဲ။နင့်အဖေမသားတော်ကတော့ငါလိုက်ပို့ဖို့ဟာညသည်ပေါ်ကနေပို့မယ်လေးဘာလေးနဲ့သူကစောင့်ရတာနဲ့မပို့ဖြစ်တော့ဘူး။ ။ဤတင်ကိုပြောလိုက်ပါကွယ်။ငါများတမျိုးတမီထင်နေပါဦးမယ်။မထင်ပါဘူးခမ ्या ။ကျွန်တော်တို့လည်းအ мян စီစဉ်ရတော့တချို့တိတော်မသိလိုက်ကြပါဘူး။ဒေါခင်တန်းဒီဆေးလေးခွက်ကိုဗေရာရှိတော့ခြာပေးရင်စိတ်မကောင်းဟန်ဖြင့်ညှိလိုက်သည်။ဤပေါ့ကွယ်။တင်ခါရဆိုတာဘယ်သူမှလွင်ဆန်နိုင်ကြတာမှမဟုတ်တာ။တီရဲသူကတီးပြီးတဲ့နောက်ကျန်တဲ့လူတွေရဲ့တာဝန်ကရှိလာတယ်လေ။ဒါမင်းလင်းလင်းမမသာနေပါငတ်တူရဲ့ စောစောကညတိကမြင့်အင်းရှိမှအလုလုနေတယ်ပြောလို့ငါတောင်သာရုခုံမိသေးတယ်။ဒူမြလုကတော့ဟေးအရင်အလုလုတွန်းကမှလက်ကလေးမှန်မှန်ရသေးတယ်။အရင်အလုထွက်လိုက်တာတခါရေဝင်လန်းကူမရှိဘူး။တထောင်ရမယ်နထောင်ရမယ်နေပါဇက်မှာပဲရနေတာပဲ။အိမ်တော့ရှိတာလေးတောင်ကြောင်ပြီ။ဒါတောင်သားမိနှစ်ယောက်ထဲမှုနှုတ်မရင်ခွဆွဲပြီးတောင်းရမယ်ဘဝပဲ။ကိမမီမီရင်မဆိုင်တာတွေရှောက်ပြောမနေစမ်းပါနဲ့။ ခုပြင်အရင်အလုပ်ကိုပြန်လျှောက်ထားပါပြီရမယ်လို့လည်းပြောပါတယ်ရရင်လည်းရမှာပဲညီအခုရုပ်ရှင်မင်းသမီးဆိုတာတော့ဟမ်မကြပါဘူးအေးကြာရင်လည်းနတ်သမီးဖြစ်ဖို့ပဲရှိတယ်ကဲမီတော်ပါတော့လို့ဆိုမြသည်ကပင်ဝင်၍ဟန်လိုက်မှဒေါ်တန်းလင်းသည်မကြေမနက်ဖြင့်မြသည်ကိုမျက်စောင်းထိုး၍ကြည့်လာရင်ဇေလိကိုဖွာနေတော့သည် อืมကလာနာသမီးများအပြောရအဆိုရကိုခက်တယ်ဒေါသနေသည်ရောပြောစောစောဖြင့်နောက်ဖေးကန်းတို့ဝင်ရောက်သွားလေတော့သည် မေရာသည်ဒေါသနေပြောသောစကားများကိုကြား၍တွေးကြည့်မိသည်ဒေါသနေပြောသောစကားများနှင့်မြသည်မျက်နှာပြက်နေပုံကိုဆက်ဆက်ကြည့်လျင်အဖြစ်တစ်ခုထွက်လာလေသည်ဒီတော့လဲဆက်၍မစင်စားခြင်းတော့တပ်ပြင်းကိုသာလေးလေးကြီးချနေမိသည်မြသည်ကမေရာကိုမတိမတာစိုက်ကြည့်နေလျင်ခတ်တိုးတိုးစားလိုက်သည် နင့်ကိုငါတောင်းပန်ရင်လို့ခေါ်တာနင်ငါကိုစိတ်ဆုံးလို့မေးနာပြီလားမဆိုးပါဘူးငါကိုနင်ဘာတောင်းပန်စရာရှိလို့လဲအစကငါနင့်ကိုအထင်လွဲခင်မိနေပြီလားအခုတော့နင့်စေတနာကိုငါယုံနေနင်ပြောတာတွေအလုံးမှန်လေငါမားတာပဲမြသည်ဤဇာကမြသည်ဗေဒနာတွင်ဆန်း၍နေသည်လေတံဇကလုံးများပါဆန်းနေသည်ခုပြောနေသောမြသည်ဤလေတံမှာယခင်ကလိုမောက်မာသည့်အတံမပါမာကြောသည့်အတံမပါနူးညံ့ပြောပြောင်းလှသည် ဝန်လည်းကြေခွဲတန်လည်းပါသည်ဤတော်လည်းမြတ်သည်သူထင်ရာကိုတဆွေထုတ်လောက်တတ်သူဖြစ်သည် သူလိုသောအလောက်ကိုမှန်သည်ဟုအမျက်ယုံတတ်သူဖြစ်သည်အမားကိုတည်တည်တိုင်အောင်မဲတော်မှဝန်မခံခဲ့ကြယခုမြသည်သည် သူအမကိုသူဝန်ခံ၍နေလိမ့်ပြီမေရာသည်မြသည်ကိုဗာပြန်ပြောရမှမသိအောင်အံ့ဩနေသည်အမှန်ကငါရုပ်ရှင်ဘက်ကိုဘယ်လောက်ဝါသနာပန်လဲဆိုတာနင်အသိပဲမဖြစ်နိုင်ကြလဲမရှိဘူးလို့ထင်တယ်တခြင်းလဲစုံနိုင်နေလीကောင်းလေးကောင်းနိုင်နေ အမူအရာဆိုတာကလည်းဒါရီလာကသင်ပြီးရင်ဘာမှမလုပ်နိုင်စရာအကြောင်းမရှိဘူးတချို့မိန်းမတွေဆိုရင်ကတော့ဘုံမပြောနဲ့တချင်းတော်မဆုံနိုင်ဘူးပါဇက်ပေါက်လှုပ်ပြီးယုံပြီးပြီးနဘေးကဆိုပြီးနေရတယ်မဟုတ်လားသူတို့တော်မိန်းမဖြစ်သေးရင်ငါဘာလို့မဖြစ်ရမှာလဲညီတော်မြောက်ပြီးမဲ့သူရှိရင်ငါလက်တွေနဲ့နာမည်ကြီးမိန်းမတယောက်ဖြစ်ရမယ်လို့ငါကငါယုံထားတယ်ဒီတော့လေညီတော်မြောက်ပြီးမဲ့လူကိုငါရှာတာပဲမိန်းမဖြစ်အောင်သာငါ့ကိုမြေတော်မြောက်ပြီးမယ်ဆိုရင်အဲ့ဒီလူကိုဘယ်နည်းနဲ့ကြီးစုဆက်ရဆက်ရ ဆက်လိုက်ဖို့ငါမိုက်မိုက်ကန်ကန်ဆုံးဖြတ်ခဲ့တယ်။ဒီနေ့ဖြစ်မယ်လို့လေငါထင်ခဲ့မိတယ်။နင်ဒရီပြီးတော့တော့ငါနားမဝင်ခဲ့ဘူး။အခုတော့ငါဖြစ်ရှင်တာတွေတခုမှမဖြစ်ဘူး။အကုန်မှားတာပဲ။လူတွေဟာမကောင်းဘူး။အရင်ယုံမာတယ်။ကိုအေးလွန်လောက်ယုံမာတဲ့လူငါတသက်မှမတွေ့ဘူးသေးဘူး။သူရိုက်မဲ့ကမှငါ့ကိုမင်းသမီးတင်မယ်ဆိုပြီးလာခေါ်တယ်လေ။ဒါတွေငါအစတွေကမြင်သားပဲ။ဒါကြောင့်နင့်ကိုငါပြောခဲ့တယ်မဟုတ်လား။ရုပ်ရှင်တွေဟာကြောက်စရာကောင်းတယ်လို့ ဘယ်နေရာမှာပဲဖြစ်ဖြစ်ကောင်းတဲ့လူရှိသလိုဆိုးတဲ့လူရှိတာပဲသူတော်ကောင်းတွေရှိသလိုလူယုံမာတွေလည်းရှိတာပဲအထူးသဖြင့်ရုပ်ရှင်တွေဆိုတော့ပိုဆိုးတာပေါ့ငွေရပေါက်ကလည်းမြောက်စားမဲ့လူရှိရင်လွယ်လွယ်နဲ့ရတတ်ကြတာဝါသနာကလည်းပါကြတယ်ဆိုတော့တချို့စားပေါက်ထွန်းတဲ့လူတွေကမလုံးကြိုက်လုံးပိတ်ပြီးမိမပြိုတွေကိုဖျက်ဆီးနေကြတာပဲမိသားကမြတ်တီပြောမြင့်ဇကားကိုဆက်ရွက်နားမထောင်ရတဲ့ဖြင့်ဇကားကိုဖျက်ရွက်ပိတ်ပြောလိုက်သည့်တိုင်အောင်မြတ်တီကမူဂျေနတ်အာရသည်မရှိကြီး သူပြောလိုသောစကားများကိုဆက်၍ပြောလိုက်သည်ကောက်ရိုက်မယ်ဆိုပြီးငါ့ကိုခြံတွေလေးခေါ်သွားတယ်ပြီးတော့စာချုပ်ချုပ်ငွေများများပေးမယ်ဆိုပြီးတရားနေရအပေါ်သုံးဖို့ဆိုပြီးပြီးတယ်နောက်တော့တော်ပါတော့များသည်ဟာငါဒါတွေမကြချင်ဘူးနင်ပြောမယ့်စကားတွေကငါနားထဲမှာဟိုတုန်းကတည်းကကြားနေပြီသားတချိန်နင်ငါ့ကိုဒီလိုစကားမျိုးပြောလိုက်မယ်ဆိုတာငါကြိုတင်တွေးထားပြီးသားပဲဘာပဲဖြစ်ဖြစ်ငါစေရနာကိုနင်နားလဲလေဆိုရင်ငါဝမ်းသာလှပါပြီဤပိသားတွေကိုပြီးပါစေတော့လေ နောက်ဆက်မမဖို့အရေးကြီးတာပဲညသည်သည်မျက်လုံးတောင်များတွင်တည်နေသောမျက်ရည်စာများကိုလက်ကင်ဘဝပါပါလေးဖြင့်တွတ်လိုက်ပြီးလျင်ဗေဒကိုမော့၍ကြည့်လိုက်သည်သူမျက်နာသည်တဖြည်းဖြည်းကြည်လင်၍လာသည်ဒါဖြင့်ညီငါ့ကိုစိတ်မဆိုးဘူးပေါ့နော်ဗေဒမဆိုးပါဘူးညသည်ယာနင့်ကိုငါတကယ်စိတ်မဆိုးဘူးတနာတော်တနာသည်ရဲ့နင်ဒုက္ခရောက်မှာကိုငါမကြည့်ရနိုင်ဘူးဒါငါစေတနာပဲနင်မယုံရင်လည်းမတတ်နိုင်ဘူးငါနင့်ကိုယုံပါလေဗေဒရဲ့ ဧရာလီမြတ်ဒီကိုကျင်နာသောမျက်လုံးများဖြင့်အတန်ကြာစိုက်၍ကြည်နေမိသည်မြတ်ဒီကလည်းမေရာကိုမျက်တော်မခရမ်းကြည်နေသည်ယခုတော့မြတ်ဒီမျက်လုံးများသည်အယောင်လက်၍လာပေပြီအတချင်းဤလက္ခဏာလားဝန်တာချင်းဤအယောင်လားဆိုရာကိုတော့မေရာကိုယ်တိုင်သတိမထားလိုက်မိချေသောသောမြတ်ဒီဤဝန်လန်သောမျက်လုံးကလေးများဤအယောင်သည်မေရာဤရင်လွှဲ၌ပင်လင်း၍လာလေတော့သည်ငါပြန်တော့မယ်မြတ်ဒီ ဗေဒာကပြောပြောဆိုဆိုနေရာမှထလိုက်သည်ဗေဒာနှုတ်ဆက်လိုက်သည်ကိုပင်မြတ်သည်ကပြန်၍မဖြေနိုင်သေးချေကောင်းကလေးအသာငြိမ့်၍ပြေးသည်ဗေဒာကကောင်းငိုက်ဆိုင်ဖြင့်မြတ်သည်တို့အိမ်ပေါ်မှဆင်း၍သွားလေတော့သည်မြတ်သည်ကအပေါ်ဝါမှရပ်၍ငေးကြည့်နေမိသည်မိခဲပေါ်တွင်ဖုံးအုပ်ထားသောပြာကလေးများသည်လွင်ဆင်၍သွားလေပြီ။ ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာအောင်လင်းဤဗေဒာနဲ့မောက်မမငိမ့်ဆိုတဲ့ဝိတ္တစာအုပ်ကိုအပိုင်ကူနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်30မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ